ငလျင်ကပေးတဲ့အတွက်ကြောင့်မင်္ဂလာပါ။ Audio Wine စွန်နိုင်မှကြိုဆိုပါလေ။ဒီခုတစ်ခါမှာတော့စင်မင်းဆိုပြီးဖိဖိုးကောင်းကနေရေးတင်ထားတဲ့ငလျင်ကပေးတဲ့အတွက်ကြောင့်ဆိုတဲ့အကြောင်းလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ငလျင်ကပေးတဲ့အတွက်ကြောင့်၁ဆိုရချာအင်ဂျင်နီယာမဟုတ်ပါ။ငလျင်ကြောင့်ထိခိုက်ခဲ့တဲ့အဆောက်အဦတွေရဲ့ဒဏ်ရာတန်ချက်တွေကဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကိုဘ ഹു တုတအနေနဲ့ ရိုးရိုးတသားမျှဝေခြင်းပဲဖြစ်ပါတယ်။ငလျင်ကြီးပြီးတိုက်ပြိုတိုက်အပ်နိုင်ငံအပ်အတွင်းကျေခြေသွားတဲ့အဆောက်အဦတွေကိုကိုရိုင်းရောတချို့အဆောက်အဦတွေကိုတော့ပီအီးဆရာဦးစန်းကျူဒေါက်တာနေလင်းဦးလို့နဲ့ပါတိုက်လံကြည့်ရှုပြခဲ့ပါတယ်။ Science Smith ရဲ့ chart design ရဲ့အားသာချက်ဒီမှာတွေးလိုက်ရတာကတချို့အဆောက်အဦတွေက structure အမကောင်းပါဘူး။ကိုလမပတ်လည်တိုင်နဲ့ လေးရက်ကနေ6ရက်အထိစောက်ထားကြတာကိုလည်းတွေ့ခဲ့ရတယ်။ငလင်ကျော်ပြင်းပြင်းထန်ထန်မထစ်ရင်နိုင်ရန်အယုံကလွဲရင်ဘာမှဖြစ်ကြပါဘူး။ကံကောင်းတယ်လို့ပဲဆိုရမှာပေါ့။ရိုးရိုးလေးတွေးကြည့်ရင်ခဏခဏစောက်ထားတဲ့အစာအုပ်တိုင်းလည်းဒီငလင်မှာမပြိုးပါဘူး။ဒါ ው ငလင်တန်းခံနိုင်တယ်လို့လည်းပြောလို့လုံးဝမရပါဘူး။ငလင်ကျော်နဲ့ကွက်တီရင်ဆိုင်ငရတဲ့နေရာတွေမှာအထက်နိုင်ရောအထက်မြင့်တွေမှာရောငလင်တန်းခံနိုင်တဲ့ ဆိုင်သမစ်ဆရာချာဒီဇိုင်းလောက်ထားတဲ့လောက်မထားတာတိတိတတ်တာခွာချတာကိုမြင်တွေ့ရပါတယ်။ဆိုင်သမစ်ဆရာချာဒီဇိုင်းတေချာထွက်ပြီးတိဆောက်ထားတဲ့အဆောက်အဦတွေကနိုင်ငံတချို့လောက်ပဲကွဲပြီးတေချာမလောက်ထားတဲ့အဆောက်အဦတွေကတော့ခန္ဓာရည်မရှိဘဲမိုင်းဆရာချာတွေထိပြီးပျို့ကျပျက်စီးရတဲ့အထိဖြစ်လာရပါတယ်။ပန်းရှင်ကဈေးတတခြင်းလို့ဆိုင်သမစ်ဒီဇိုင်းမပါတာရှော့ထားတာဆရာချာကိုမတွက်ဖဲစောက်ကြတာတွေရှိပါတယ်။ ဲ့ဒီစာအုပ်တွေကဒီငလင်းမှာပို့ပြီးအထိနာခဲ့ရတာများပါတယ်။ Watchmanship နဲ့ကြကြက်မှုကြောင့်ဖြစ်ရတာတွေနောက်တစ်မျိုးက watchmanship ကြောင့်ပါကြကြက်သူနဲ့ခြေခွေးတွေရဲ့အစွမ်းမဲ့ဖြစ်ပါတယ်အများစုက star up ခွင်တွေကို135ဒီဂရီမချိုးပဲ90လောက်နဲ့တန်ချီတာကိုအလွယ်လောက်ခတ်ကြရတွေလည်းတွေ့ရတယ်နောက်ပြီးအရေးပါတဲ့တိုင်နဲ့ထောက်နဲ့စုံတဲ့နေရာတွေမှာ ိုင်ခွင်းတွေမထည့်ခဲ့ကြတော့ငလင်ကြီးနဲ့တက်တက်တိုးတဲ့အခါပွင့်ကန်ပြီးတိုင်တွေမှာတန်ချောင်းတွေပေါ်လာရတာပါပယံဆရာတွေရဲ့အစွမ်းလဲပါပါသေးတယ်အာစီတိုင်တွေမှာကွန်ကရစ်လောင်းရင်ဗိုင်မလေးတာကိုတိုင်ချေအထိတေးချမထိုးကြတော့တိုင်ပေါ်ပိုင်းမှာကွန်ကရစ်ဂရိတ်က38ချင်ရှိနေမယ်တိုင်ချေမှာ20တောင်မှပြည့်တော့ဘူးတိုင်အားနည်းတာတွေကြောင့်ဖြစ်ရတယ်လေလေးလာတွေးရှိခဲ့ရတယ်ဒါပြင် တိုင်ကောင်းဆက်တွေမှာလည်းတန်ဆင်းရေးတေချာမလုပ်တာကြောင့်အဲ့ဒီနေရာမှာတိုင်ကောင်းဆက်တွေအားနေပြီးကွန်ကရစ်တွေကျေသွားရလဲတွေ့ခဲ့ရတယ်။ဆိုလိုတာကလူကြောင်းဖြစ်ရတဲ့အမှားတွေလည်းပါပါတယ်။စတီဖနာကောလန်ဘင်းတွေအရေးပါပုံ။လိုအပ်တဲ့နေရာတွေမှာစတီဖနာကောလန်စတီဖနာဘင်းဂျားတိုင်းတောင်းချောက်တိုင်းဂျားထောက်တွေမှာထည့်ခဲ့ကြရတဲ့ကြောင့်အခန်းကနိုင်ငံတွေအချက်လိုက်ပြိုကျတယ်။ အထူးသဖြင့်ဒါရီမထက်ခဲလို့ကန်ဒီလီဘာပေါ်ကအောက်နိုင်ငံတွေအတွင်းနိုင်ငံတွေပွင့်ထွက်ခဲ့ရတာတွေကိုလည်းလေ့လာတွေ့ရှိခဲ့ရပါတယ်ဖူတင်ဖောင်ဒေးရှင်းတွေနဲ့လည်းဆိုင်နေနောက်တစ်ခုကဖောင်ဒေးရှင်းပိုင်းမှာ ကိုရိုင်းလည်းအဆောက်အဦတွေကိုယာနဲ့ချေပြီးစောက်လုပ်နေတယ်ကို့အဆောက်အဦတွေကိုကိုရိုင်းကိုကြလေ့လာကြည့်တော့မတ်ဖူတင်ပိုင်ဘလတ်မတ်ဖူတင်ကွန်မန်းစထရစ်ဖူတင်တွေနဲ့တိစောက်ထားတဲ့အဆောက်အဦတွေဆိုရင် ပန်းအိုးနဲ့စားအုပ်တွေတောင်ပြတ်မကြဘူးလို့အင်ရှင်တွေကပြောပြပါတယ်။ငလင်တန်းကိုရိုးရိုး isolated ဖူတင်တွေထက်ခဏရေပိုပြီးငြိမ့်နေတာကိုတွေ့ရပါတယ်။အတွင်းကြီးတချို့အစာအုပ်တွေကြပြန်တော့အပြင်းမှန်းကြည့်ရင်မှန်တစ်ချက်တောင်မကွဲဘူး။ဒါပေမဲ့အတွင်းထဲမှာ တိုင်ဆယ်တန်ရှိရင်ရှစ်တိုင်လောက်ကအပေါ်ပိုင်းသို့မဟုတ်အောက်ပိုင်းကျင်းနေကြတာကိုလည်းတွေ့ခဲ့ရပါသေးတယ်။ငလင်တန်းတင့်ခံရတဲ့ အထက်မြင့်အထက်နိုင်အဆောက်အဦတွေကိုစနစ်တကျနဲ့ပြင်ဆင်သင့်ပါတယ်။ငလင်ကပေးတဲ့အတွေ့အကြုံတစ်ခုအနေနဲ့အထက်မြင့်မှာမဟုတ်ဘူးအထက်နိုင်မှာလည်းမဟုတ်ဘူး။စိုင်းစမစ်ဆရာချာဒီဇိုင်းသေချာလုပ်ဖို့ရယ်ကြည်ကျက်မှုကျူစီအားကောင်းဖို့ရယ်ဘီတုကာတွေဒီဇိုင်းပုံထုတ်တဲ့အခါ emergency way အဲ့ဇင်းနဲ့စပစ်ပလန်ဤအထောက်အထားတွေရဲ့အရေးပါမှုတွေကလည်းအရေးကြီးပါတယ်။ဒါ့အပြင် အစာဥပါရှင်တွေကိုလည်းငလျင်နဲ့ပတ်သက်တဲ့အဝမ်းနဲ့ရှိစေဖို့ကလည်းအဓိကကြလာပါတယ်။ဒါကတော့ဆရာဇင်မင်းဆွေ Facebook ကောင်ကတင်ထားတာကိုဖတ်ပြပေးတာပါ။ဆက်လက်ပြီးတော့လည်းဆရာဇင်မင်းဆွေကငလျင်ကပေးတဲ့အတွေ့အကြုံတွေကို2345အထိဆက်လက်ရေးတင်ထားတာမို့အခုငလျင်ကပေးတဲ့အတွေ့အကြုံနှစ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ငလျင်ကပေးတဲ့အတွေ့အကြုံ1 ငလင်ကြီးလှုပ်ပြီးတဲ့သုံးပတ်တာကာလကိုဘလို့ကြော်ဖြတ်ခံမှမသိဘူးကိုယ့်အခက်ခဲတွေကြားနေသူများအခက်ခဲတွေပါတတ်နိုင်သလောက်အနေရဂိမ်းကိုလိုက်လံကူညီဆောင်ရရင်အချိန်မျိုးခက်ခက်ခက်ခဲဖြတ်တန်းလာခဲ့ရတယ်ငလင်ကြီးပြီးတဲ့နောက်ပိုင်းစားတောက်ဆိုင်ထိုင်ရင်ဖြစ်ဖြစ်လက်ဖက်ရည်ဆိုင်ထိုင်ရင်ပဲဖြစ်ဖြစ် အရင်လိုစိတ်ဖြောင်းဖြောင်းမထိုင်ရသေးဘူးငလင်ပြင်းပြင်းလှုပ်ရင်တစ်ချက်ထန်းနဲ့ပြိုကျရင်ပြဲချိန်မရဘူးလေးလာမိသလောက်အလွန်ဆုံး စက္ကန့်30ပဲအချိန်ရတယ်။ငလျင်ထရော်မာတွေခုထိရနေတော့မဟုတ်ဘဲဆိုင်မဲထိုင်ထိုင်ဖြစ်နိုင်ရင်အပဝနာလေးရွေးပြီးထိုင်ပြတဲ့ပေါ့။ရေချိုးရင်လည်းအရင်လိုဘတ်တက်ထဲအမြုပ်တွေထည့်ပြီးရေနွေးလေးနဲ့စိုင်းပြင်းပြေးမချိုးပြတော့ဘူး။ရေချိုးကန်းတစ်ခါကိုလည်းတော့မခတ်ပဲဟားစီလေးထားပြီးခတ်တုတ်တုတ်ချိုးပြလာတယ်။အိမ်သာတက်တာတောင်မှအရင်လိုဖုံးလေးပုတ်ပြီးစိန်လောက်မနေတော့ပဲခက်မြန်မြန်ပဲ။ သူများဟိုကိစ္စရှိလို့သွားရရင်လဲအဲ့ဒီအိမ်မှာငလျင်ကြောင့်တိုင်တွေထိထားလားတိုင်ကြီးရလားခနော်ခနဲ့စောက်ထားရလားနယံတွေအဲ့နေသေးလားဖြစ်သလိုဖာသေးပြီးပြုပြင်ထားရလားဆိုတာမတိမတာတစ်ချက်ဖမ်းရှုပ်ရသေးတယ်အချိန်နဲ့တိတ်မဟန်ဘူးလို့စိတ်ကသိရင်သတိနဲ့ဝင်သတိနဲ့ထွက်ခက်မြမြန်ပြောဆိုပြီးသွားလာတတ်လာပြီကားရရင်လဲကားရတဲ့အိမ်ရှိရတိုက်ချင်နေကြည့်ရသေးတယ်စောင်းနေလား တိုင်းတွေအခြေအနေကောင်းရလားဆိုတာဖမ်းရှိုးရသေးတယ်။ဒီငင်းချင်းမှာတိုက်ပြီးလို့လမ်းပေါ်မှာထိခိုက်တေချေခဲ့ရတဲ့သူတွေလည်းရှိတယ်။အော်ဒိုတိုင်းဆိုရင်လည်းအာစီတိုင်လားအုတ်တိုင်လားတိုင်ကောင်းတဲ့ခပ်ပြင်းပြင်းအော်ဒိုတိုင်းတွေရှိဆိုရင်မရရဲဘူး။ငင်းချင်းလောက်တုန်းကအာစီတိုင်မပါတဲ့အော်ဒိုတိုင်းတွေအချက်လိုက်လဲသလိုတိုင်ကောင်းအလှတွေလည်းပြုတ်ထွက်ပြီးတရားရတဲ့သူတွေအသက်ဆုံးရှုံးရတဲ့သူတွေရှိခဲ့တယ်။ ခါတိုင်းဆို မီတာကုန်မှာဆိုလို့ညာအဲ့ရင်အကမ်းမီးတွေခြံထဲရမီးတွေဝန်တာမီးတွေအကုန်ပိတ်တယ်အခုတော့အဲ့ဒီမီးတွေညာဘက်ဖြန့်ထားရတယ်ဘယ်ချိန်ကလေးဘလောက်လှုပ်နိုင်နေဆိုတာဘသူမှကြိုတင်မခံမနိုင်ဘူးဒါကြောင့်အရေးအကြောင်းဆိုညာဘက်မြင်းနေရအောင်ရယ်လမ်းရှင်းနေအောင်ရယ်တတိထားပြီးနုံနုံချာချာကြိုတင်ပြင်ဆင်ပြီးနေနေရတယ်ငလင်ကပေးတဲ့အတွေ့အကြုံ 3ဒင်္ဂလင်ကြီးကြောင့်ဘဝမှာတခါမှမတွေ့ဘူးတဲ့အောက်နိုင်ရံဘဝအမြောက်ပုံစံအကွဲချောင်းတွေအပြင် အနီးပေါင်းစုံတိုင်ကျုံးနီးပေါင်းစုံ တိုက်ပြုံနီးပေါင်းစုံတွေ့ရတယ်အလွန်ပြင်းထန်တဲ့ငလင်ကြောင့်အိမ်တိုင်းအနည်းနဲ့အများထိခိုက်မှုတွေရှိခဲ့ကြပါတယ်ဒင်္ဂလင်ဒဏ်သင့်ခံရတဲ့အစာအုပ်ပိုင်ရှင်တွေထိခိုက်မှုလိုက်ခံစားရတဲ့ဒုက္ခတွေအမျိုးအစားလေးမျိုးကိုလည်းခွဲခြားစိတ်ပြလေ့လာမိပါတယ် ပထမတစ်မျိုးကအိမ်လုံးဝပြိုကျသွားတယ်။ဒါကတော့ရှင်းတယ်။ပြန်ပြီးအသစ်ဆောက်ချင်ဆောက်မယ်။မြေခွက်ရောင်းပြီးတခြားကိုပြောင်းရင်ပြောင်းမယ်။ဘဝကိုတစ်ကနေပြန်ဆောက်ချင်ဆောက်မယ်။ဒါပေမဲ့ပြိုကျသွားတဲ့တိုက်ထဲမှာ ကျန်းနေတဲ့ပစ္စည်းတွေယူဖို့ကမယူရသေးခင် သူများတွေဝင်ပြီးမယူဖို့ဖြိုဖျက်ခပေးဖို့ဖျက်တဲ့ခါဘေးနဲ့ပြဿနာမတက်ဖို့ လက်တလုံးနေထိုင်စားသဖို့စီစဉ်ရတဲ့ပရိဒုက္ခတွေကလည်းဘူးလေးရဖယုံဆက်မှာပဲဒုတိယတစ်မျိုးကစံချင်းမြင်အောက်နိုင်ရအကြောင်းလေးနည်းနည်းပေါ်လာလွှဲရင်ဘာမှစိုးစိုးဝါးဝါမဖြစ်ဘူးတခြားစိုးစိုးဝါးဝါထိခိုက်ထားတဲ့သူတွေထက်ရှင်ရင်တစ်ရခိုင်နှုန်းတောင်ဒုက္ခဆိုတာမရှိဘူးကိုယ့်အိမ်ကိုယ့်နေရာမှာအနေစားလည်းမပြတ်ဘူးသူများလိုပူပင်စရာလည်းတိတ်မရှိဘူးဒါပေမဲ့တချို့ကြတော့ အဲ့ဒီအုတ်နိုင်ရန်စံချင်းမြင်အကြောင်းတသေးလေးကိုပဲစေတသဖြစ်နေသူတွေကတီးတန့်ရှိသေးတယ်တတိယမျိုးကမိုင်းစဖရချာတတိုင်းနှစ်တိုင်းလောက်ထိချင်ထိမယ်နိုင်ရန်အနည်းငယ်များအပ်မယ်အဆောက်အဦမဆုံးရှုံးမှုလောလောဆယ်တခြားမှာပြောင်းရွှေ့နေထိုင်ရတယ်ပြီးတော့ကိုနဲ့နေဆက်တဲ့သူတွေခေါ်ပြီးအနည်းငယ်များပြင်ညဆင်ကြတယ်ပြင်မို့လူရှာရပစ္စည်းတွေရွှေ့ရ အပြားပြက်အောင်ထိမ့်သိမ့်ရပြင်ဖို့ပစ္စည်းရှာရဒီဝါပြက်မသွားအောင်ငွေလဲရှာနေရတဲ့ဒုက္ခတွေတသိကြီးထမ်းထားရတဲ့သူတွေလည်းအများကြီးပဲနောက်ဆုံးတစ်မျိုးကတော့အစာဦးကမပြေဝင်မဲ့ဘိန်းစရွက်ချာအတိုင်းတွေလေကားတွေနံရံတွေကလူနေလို့မရအောင်ထိသွားတယ်ကျော်ဖြတ်ချရအောင်လဲနှမျောเสียရပြန်ဆောက်ရင်တိုင်းထောင်ချီတောင်းချီဆိုတော့ငွေကုန်လဲထပ်မခံနိုင် ပြန်ပြင်မယ်ဆိုပြန်တော့လေဒီလိုအိမ်မှာဆက်ပြီးနေရလားမနေရလားဆိုတာကိုယ်တိုင်လဲဝေခွဲမရတဲ့သူတွေပါဒီတော့ရှိသမျှတွေ့သမျှခင်သမျှအင်ယာတွေရော မအင်ယာတွေရော အဖွဲပေါင်းစုံခေါ်ပြရတော့လေအဓိကပြင်ဆင်ပေးဖို့ခေါင်းစားပေးနိုင်မဲ့သူခေါင်းခံပေးမဲ့သူ ကောက်ရုပ်တမြင်ကို အပေါ်တပြင်လိုက်ရှာနေကြရတဲ့ဒုက္ခပေါ်ဒုက္ခဆင်းတဲ့ဒုက္ခပေါင်းစုံကို ဖြတ်တန်းခံစားနေရသူတွေကိုလည်းတွေ့ရပါတယ်။ဒီငလင်အကြီးကြောင့်မိသားစုအသီးမိတ်ဆွေအသက်အိုးအိမ်စည်းစိမ်စီးပွားရေးစတဲ့ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကတဦးနဲ့တဦးမတူညီပေမဲ့ဒုက္ခဆိုတဲ့ခေါင်းစဉ်ကတော့အတူတူပဲအကြီးသေးပဲกว่าပါတယ်။ခွင့်မပြောရတာရှိမယ်။လူတိုင်းဒုက္ခကိုယ်စီနဲ့ပါ။ငလင်ငါပေးတဲ့အတွေ့အကြုံလေးငလင်နံခံနိုင်တဲ့အဆောက်အဦတွေကို ဘယ်လိုစောက်ကြလဲဆိုတာကိုနဲ့တိတ်မစိမ့်ပါဘူး2019ခုနှစ်တုန်းကဂျပန်နိုင်ငံကို JIC အစီအစဉ်နဲ့ Construction Business Management တင်နန်းကိုတက်ရောက်ခဲ့တယ်အဲ့ဒီတင်နန်းမှာနာမည်ကျော်စောင့်လုပ်ရေးကုမ္ပဏီတကီနာကာကိုရောက်တော့ဂျပန်မှာငလင်တန်းခံနိုင်တဲ့အစားအဝေးတွေကိုဘယ်လိုစောက်လောက်တယ်ဆိုတာကိုယ်တိုင်ကိုကြလေ့လာခွင့်ရခဲ့ပါတယ်ဂျပန်နိုင်ငံရဲ့ထက်မြက်ထန်းနိုင်အစားအဝေးတွေရဲ့အောက်ခြေမှာ ငလင်းတန်းခံနိုင်အောင်လို့ဘာဘာနဲ့စတိပြအလွာလိုက်တွေဝိတ်အိုက်ဆိုလေတာအနေနဲ့ထက်သွင်းတိဆောက်ကြတယ်စပရိုနေထက်ထားတာမဟုတ်ပါဘူးငလင်းလောက်ခတ်ချိန်မှာအစာဦးအောက်ခြေပိုင်းကနေအပေါ်ပိုင်းကိုရိုက်ခတ်မှုရှော့ချပေးနိုင်အောင်အစာဦးထိခိုက်မှုပြိုကျမှုနေပါအောင်ငလင်းနဲ့အလိုက်တင်ဖြစ်စေဖို့ထက်သွင်းတိဆောက်ကြပါတယ်အထက်မြင့်တွေမှာဆိုရင်အစာဦးရဲ့သုံးပုံတစ်ပုံအထက်လောက်မှာတိုင်စမစ် ဟိုက်ဒရောလစ်တမ်ပါတွေကိုထက်သွင်းတည်ဆောက်လိုက်ရှိတာကိုလေ့လာခဲ့ရပါတယ်။အထက်မြင့်အပေါ်ပိုင်းရိမ်းသွဲမှုကိုထမ်းချုပ်ပေးနိုင်ဖို့နဲ့ပျော်ကြပျက်စီးမှုကိုကာဝယ်ဖို့ဒီစနစ်ကိုလည်းထက်သွင်းတည်ဆောက်ထားပါတယ်။ဂျပန်စံချိန်စံညွန်းတိုင်းငရင်းတန်းခန်းတိုင်းနဲ့အစာဦးစောက်မယ်ဆိုရင်ကုန်ကျစရိတ်အဆမတန်များပြားနိုင်ပါတယ်။သူတို့ရဲ့မေးပညာနဲ့သူတေသနလောက်ဆောင်ချက်တွေရလဲမြန်မာတော့ဖူလီဆိုင်စမစ်ဆိုတဲ့ချာနဲ့အစာဦးတွေတည်ဆောက်ဖို့ မလွယ်ကူနိုင်သေးပါဘူးအသက်တွေစောက်ဦးတွေ infrastructure တွေကတန်ဖိုးကြီးပါတယ်လောရရင်တနည်းနဲ့တစ်ချိန်ချိန်တော့ဒီလိုမျိုးအပြည့်ဝငလင်တန်းခံနိုင်တဲ့အစာအုပ်မျိုးတွေပေါ်ထွက်ရင်ပေါ်ထွက်လာမှာပါငလင်ကပေးတဲ့အတွေ့အကြုံငါဒီငလင်ကြီးလောက်ကပ်ပြီးစီးပွားရေးလုပ်ငန်းတချို့လက်တလုံးရှင်တန်လို့လက်ပတ်လို့မရနိုင်တော့ပဲလုပ်ငန်းရှင်ဘွားကနေလုပ်ငန်းသေးဘွားကိုချက်ချင်းရောက်တဲ့သူကရှောက်သွားကြတယ် တချို့ဆိုရင် လုပ်ငန်းမတည်မရှင်နဲ့ဖြစ်ဖြစ်ချင်းပြန်ပြီးလက်ပတ်ရတဲ့သူတွေအားယူရင်ပြင်ဆင်နေရတဲ့သူတွေလည်းရှိတယ်။ဒါတွေကပြိုးကနဲပြက်ကနဲခဏလေးနဲ့လက်တစ်ပြက်အတွင်းမှာပြောင်းလဲသွားရတာပါ။ကိုအိုကိုအိမ်ဆိုကိုပိုင်နယ်လို့ထင်နေပေမဲ့တကယ်တမ်းကျတော့တဘာဝတရားကြီးရဲ့လှုပ်ခတ်မှုတန်းကြောင့်ပြိုတဲ့အိမ်ပြိုသွားပြီ။ဖြိုရမယ့်အိမ်ကဖြိုချရတယ်။ပြင်ရမယ့်အိမ်တွေကိုလည်း မဖြစ်ဖြစ်တဲ့အနေနဲ့အများဆုံးပြုတ်ပြစ်နေကြရလဲတွေ့ရတယ်။အချို့အဖြစ်ပြောရရင် တချို့ကအိမ်မရှိတော့ဘူး။တချို့ကကိုယ်အိမ်ပေါ်ကမနေရသေးဘူး။တချို့ကမိသားစုမဆုံးတော့ဘူး။တချို့ကလုပ်ငန်းမလဲပတ်နိုင်သေးဘူး။တချို့ကလုပ်ငန်းရပ်သွားပါပြီ။ငလင်တန်တင့်ခံရတဲ့သူတွေရဲ့ရင်ထဲမှာတေချာတာတခုကစိတ်တက်တော့အဆုံးရှုံးမခံဘူး။တုံညာဆိုင်ဆရပါစေ။ လောကဒဏ်ရဲ့ရိုက်ချက်ပြင်းပြင်းကနေစိတ်ခွန်အားနဲ့အများဆုံးပြန်လည်노ထားကြမှာပါ။ငလင်ငါပေးတဲ့အတွေ့အကြုံ6ငလင်ကြီးလှောက်ခတ်ပြီးငလင်ငယ်တွေကောင်းကောင်းအလှောက်ခံထားရတော့ငလင်နဲ့ပတ်သက်တဲ့အတွေ့အကြုံအတန်သင့်ရနေပါပြီ။ငလင်ငယ်ဒုတ်ဒုတ်ဆိုပြီးနှစ်ချက်လောက်နဲ့လှောက်ချိန်မကြဘူးဆိုရင်ဒါငလင်ငယ်ပဲ။ထိုင်ရာကနေတောင်မထချင်တော့ဘူး။ပြင်းလာပြီ။ တလနေပါလောက်ထထပြေးပြီဆိုတော့မပြေးကျင်တော့လည်းပါတယ်။ပြင်အားကိုတောင်မှဒါဆိုသတိမကနေကျူးလောက်ရှိမယ်။သတိပန်းဖိုင်လောက်တော့ရှိမယ်။ဖောမကနေကျူးလောက်တော့ရှိမယ်။ဖောကြော်လောက်ရှိမယ်။စသဖြင့်အကွက် application ကမတက်ခင်ကြိုတင်တောင်ခံမန်းတက်နေပြီ။ငလင် application ကနေတက်လာရော ကိုမန်းထားတဲ့ငလင်ပြင်အားကစိတ်မကွာဘူးရဲ့။ငလင်နဲ့ကြာချင် တောက်တောက်ဆူအောင်မပြီးပဲဇက်တိုက်လှုပ်လာပြီဆိုရင် ပြေးပြီတော့ပဲငလင်လှုပ်တာအချိန်ကြာရင်အနယ်ရှိတယ်အစာဦးတွေကိုနှက်ပြီးချိုးနေသလိုမျိုးပဲဆိုလိုတာကငလင်ရဲ့ပြင်အားဖြင့်လှုပ်ခတ်တဲ့ကြာချိန်ကလည်းအရေးကြီးတယ်ပျက်စီးဆုံးရှုံးမှုကငလင်ပြင်အားရောကြာချိန်နဲ့ပါဆိုင်ပါတယ်မလ28ရက်နေ့ငလင်ကြီးပထမအချိန်7.7မဂနီကျူးနဲ့လှုပ်တာစက္ကန့်40လောက်ကြာတယ် ဒုတိယချိန်စစ်ပိုင်ဆယ်ဘက်မကနေကျူးနဲ့လှုပ်တာစက္ကန့်30လောက်ကြာတယ်။အဲ့ဒီစက္ကန့်ပိုင်းလောက်တင်မယ်။အသက်တွေဘဝတွေစီးစိမ်ဥစ္စာတွေပျက်စီးဆုံးရှုံးမှုများဖို့လုံလောက်ခဲ့တာပါ။ဘိုးရမလားပြေးရမလားဒီတိုင်းနေရမလား။ငလင်ကြီးလှောက်ခတ်ပြီဆိုရင်အရင်ကလိုဇွဲအောက်မှာဝတ်နေခေါင်းအောက်မှာဝတ်နေဆိုတာလောက်နဲ့မပြေးတော့ဘူး။ဒါကတထက်နံကပြင်တော်အိမ်ဆိုရင်အစင်ပြေနိုင်ပေမဲ့ 3 5 6ထက်တိုက်ရင်တွေကြဒီကွန်ဆက်နဲ့မတူတော့ဘူးဒါဆိုတိုက်အပေါ်တန်းမှာနေရတူတွေကတိုက်အောက်ထက်ကိုဆင်းပြေးရမလားအပေါ်ဆုံးထက်ရူးစလတ်ကိုပဲတက်ပြေးရမလားဒီတိုင်းဆက်နေရမလားဆိုတာဝေခွဲမရဘူးအောက်ဆင်းပြေးလို့တိုက်ပြိုကြရင်တည်ရတူအပေါ်ကပြုတ်ကျလာတဲ့ဘလတ်စတာတွေအောက်နှံ့ရန်ပြီးတဲ့သူတွေအောက်အလားဆင်တွေကြောင့်မို့လို့ဒဏ်ရာရတဲ့သူတွေအများကြီးရှိတယ်ဒါဆို အပေါ်ဆုံးတဲ့အမိုးပြင်းကိုတက်ပြေးရင်ရောဆိုတာလည်းစဉ်းစားစရာပါငလျင်ကြီးလှုပ်ချိန်တကိုင်းပြည်လာခွန်တို့အောက်ထက်တွေအကုန်ပြားသွားတယ်အမိုးစလစ်ပြင်ပေါ်ရောက်နေတဲ့သူတွေအောက်ဆုလိုက်အသက်ဘေးကနေလွတ်သွားတာမီဒီယာတွေထဲမှာ တွေ့လိုက်ရတယ်နောက်ဆုံးတစ်ခုကအပေါ်ထက်မှာပဲဘယ်မှမပြေးပဲကြောက်လို့ခန်းထဲမှာပဲနေနေတဲ့မြောက်ပြင်ကမိတ်ဆွေတချို့ပါ သူတို့တိုက်အောက်ထက်တစ်ထပ်ပြိုတယ်သူတို့ဒါဆင်းပြေးမိရင် မြန်ကြီးတဲ့သို့မဟုတ် လေကားမှတင်တိုက်ပြီပြီငလျင်ကြီးနှစ်ကြိမ်လောက်တာဒီတိုင်းမဲနေနေတာမှန်သွားတယ်လို့ဆိုရမယ်တိုက်တထပြတော့အပေါ်တဲ့ဝရန်တာကမြန်ကြီးတဲ့ဖြစ်သွားပြီဝရန်တာကနေအေးဆေးဆင်းလာတာတဲ့တိုင်လုံးဘုံဘုံလဲပြီးတော့မပြောရင်အော်ရိုးတွေလည်းမပြောကြဘူးဆိုရင်ဒါကအခွင့်ရေးပိုကောင်းတယ်လို့ပဲထင်မိတယ်စကိုင်းမီလာကုန်းတုံးမှာလဲအပေါ်ကမပြောရဲပဲအချမ်းက ငါလွာနဲ့စိတ်မပြေတဲ့ကိုမိတ်ဆွေမိသားစုလိုက် အသက်ရှင်ခဲ့ပါတယ်။ဒါပေမဲ့ရှင်တန်ချင်းနဲ့တည်ဆုံချင်းဆိုတာကို့ဟာကိုမပိုင်နာမှုအသက်ကိုညံဆောင်ပြီးဖြစ်ပျက်သမျှကံတရားကိုပဲလက်ခံယုံမှာပဲ။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။